ဒုခရဲ့ပရိသတ်များအလုံးမင်္ဂလာပါရှင်။ကျမကတော့ဒုခရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ဟီဇယ်ပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆီယာမနူနူရီအင်ဝအေးသားထားတဲ့စုံမစာသေးဆိုတဲ့ဝတ္ထုတူလေးရဲ့အစုံလူသေးဆိုတဲ့ဝတ္ထုတူလေးနှစ်ပုဒ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။စုံမစာသေး 1969ခုနှစ်ဇွန်လအမေဒီပနက်စီးသွားရမလားဆေးလေးတူကိုကြိုက်ပြီးအေးအေးလူလူချမောင်ရွက်တင်နေတဲ့အမေကကျမကိုလှဲ့ကြည့်တယ်တနခါပကွက်ကြအဖွေသားသပင်အုံးစီရွှေရွှဲမှနှင်းစီပန်းသပင်အရေးပန်းအင်းကြီးအဖြူလက်တူအသည်နဲ့ကြောင်စိန်ထမင်းအရှိကြီးကိုခါဖူထစ်ဖြစ်အောင် လုံဝစ်ထားတဲ့ကျမကိုကြည့်ပြီးအမေမျက်နာကပြုံစီစီ နော်လို့အမေဒီဘနဲ့စီတော်မယ်လို့အမေမျက်နှာရိပ်မျက်နှာကဲကိုကြည်ပြီးပျော်ပျော်ဆူဆူဂရီပါဖနဲ့အနဲ့အစ်စ်လေးကိုကျမအောက်ချစီပြစ်လိုက်တယ်။ဘာလို့စီမလဲအီညီတို့ကြောင့်ကဖနဲ့စီရတာလည်းမဟုတ်ဖဲနဲ့မြာဂရီပါဖနဲ့လေးနှမျောစရာဖះဖွဲ့ကြမှာစီးပါလားတမီးရဲ့ဟာအမေရလေကျမဖနဲ့ကြီးကကောင်းမှမကောင်းတော့တာလမ်းမှာပြန်ရင်ဘယ်နဲ့လုံးမလဲ ပြီးတော့အမေကနှစ်တန်းရောက်ရင်လွယ်ဤအသေးဝတ်ပေးမယ်ဆိုပြီးဝဲမှမပေးတာကြီးဆလွေတိုင်းထားတဲ့လွယ်ဤအနွမ်းကိုမကြည်မနှံ့နဲ့ပဲအမေရှိထူပြလိုက်တော့မှအမေကညီသဘောညီသဘောတဲ့ကျမဝန်တာအာရနဲ့အိမ်ပြင်ကိုပြေးထွက်ခဲ့ပြီးမှမိသွားတယ်မုံဘူးငါမူအမေစီပြန်တောင်းရသေးတယ်ပစံကိုလေပင်ဆွဲထားတဲ့အဝိအိတ်ရှုံလေးတွေတိချာထည့်ပြီးအိမ်ရှိအိမ်ကကျမတငယ်ချင်းမြင့်မြင့်တန်းကိုဝင်ခေါ်တယ် နေမကောင်းလို့ကြောင်းမလိုက်နိုင်ဘူးတဲ့ပလက်ကလက်ထိုင်မှာဆောင်ကြုံလေးနဲ့ကွေးထိုင်နေတဲ့မြင့်မြင့်တန်းကကျမဖနက်အစ်စ်ကိုလှမ်းကြည့်တယ်။သွားတော့မယ်ဟာဆိုပြီးကျမထွက်လာခဲ့တော့ကျမရင်ထဲမှာပျော်ရွှင်ကြည်နဲ့စိတ်တွေတလိမ့်လိမ့်။ဖုန်ထူထူလမ်းပေါ်မှာဂဒီပါဖနက်လေးကို အသာကြွပြီးဖြည်းဖြည်းရှောက်ရတယ်။တိတ်တေးကြတာပေါ့။တခြားကြောင်းသွားကြောင်းလာကောင်လေးတွေကောင်မလေးတွေကျမကိုကြည့်နေကြမှာလေ။ကျမတို့အိမ်နဲ့ကြောင်းထဲကနီးတာဟာ ော်တော်ဆိပ်ပြက်စရာကောင်းနေဘလောက်ဖြည်းဖြည်းလေးရှောက်ရှောက်ခနာလေးနဲ့เจ้าကို ရောက်သွားတော့တာပဲเจ้าမှာဖက်နဲ့မစည်းရဘူးလေကျမတို့เจ้าကဖုန်ကြီးเจ้าဝင်ထဲမှာရှိတာကိုเจ้าပေါ်မှာရောเจ้าဝင်ထဲမှာရောဖက်နဲ့မစည်းရဘူးစီးတဲ့လူတွေ့လို့ကတော့မသက်သာဘူးမန်းဖုန်ဖုန်နဲ့တွေ့ရင်ကျိန်လုံးနဲ့ရိုက်ပြီးနောက်ဘဝကြာရင်ခြေဘဝဓာခွဲပြီးစားနဲ့သိခံရမယ့်အကြောင်းတွေကိုပြောပြတတ်တယ် ကျွန်မတို့နှစ်တန်းကဆရာဦးအောင်သိန်းကတော့ကြောင်ဝင်းကိုပတ်ပြီးပြေးခိုင်းနေ။ကောင်လေးတွေဆိုရင်နှစ်ထင်ကသပင်ကိုဆွဲပြီးလှန်တွန်းတတ်တယ်။လက်မှာကြက်ပေါင်ခွင်းစွတ်ထားတဲ့သူဆိုရင်ကြက်ပေါင်ခွင်းကိုဆွဲပြီးလက်ပေါ်မှာဖက်ခနဲဖက်ခနဲပြန်ကြအောင်အချိန်ချင်းလှုပ်တတ်တယ်။အဲ့ဒါမျိုးလှုပ်တာမျက်ရည်ကြအောင်ကိုဆက်တာ။ဒါပေမဲ့ကျွန်မတို့အကြောက်ဆုံးကတော့ကျောင်းဦးဆရာမကြီးပါပဲ။ဆရာမကြီးကဖနက်စည်းတဲ့သူကိုတွေ့ရင်ကြောင်ရှိအလန်နိုင်အောက်ကနေအပူဆုံးအုတ်တမတလင်းပေါ်မှာ ဖနှံ့မပါပဲအကြာကြီးရက်နေရတယ်။ကြောင်တက်တန်းစီချိန်မှာကြောင်သူကြောင်သားအလုံးကိုလည်းနမူနာအဖြစ်ကြည့်ခိုင်းထားတယ်။ကျမကြောက်ပါတယ်။ဒါပေမဲ့ခဏလေးပဲစီးလိုက်ရတဲ့ဂဒီပါဖနှံ့လေးကိုချွတ်ပြဖို့ကျမနှမျောတွန့်တူနေမိတယ်။ကြောင်မတက်ခင်ဖနက်လေးစီးပြီးကြောင်ဝင်းတစ်ပတ်လောက်ရှောက်လိုက်ရရင် တော့ပါပြီပြီးတော့ဒီအချိန်ဟာဖုံဖုံတို့စွန့်ခံထွက်တဲ့အချိန်ဆရာတို့ဆရာမကြီးတို့လည်းလာချိန်မဟုတ်သေးပါဘူးဘောလုံးကန်နေတဲ့ကောင်လေးအချို့ ကောင်မလေးအချူအမြင့်ခုန်ခုန်နေတဲ့အကြောင်းဝင်တွေကိုကျွန်မခက်တီတီနဲ့ဝင်ချလာခဲ့တယ်။လူအိတ်ကိုတင်းတင်းဆုပ်ဖက်နယ်လေးကိုလည်းအသာကြွကြွလေးစီရင်နေပေါ့။အောင်မာလာခဲ့စမ်း။မြမောင်တကြိုးမာတော့ကွာ။ကြောင်သားကြောင်သူတွေကိုအဖေနာမည်ခေါ်တတ်တဲ့ရှီသွားလေးတချောင်းကျိုးနေတဲ့ကျွန်မရဲ့နာမည်ပြောင်ကိုနင့်နင့်တီတီခေါ်တတ်တဲ့ဆရာဦးအောင်သိန်းရဲ့အတန်ဟာကျွန်မတကူလုံးထိတ်လန့်တုံရင်သွားစီခဲ့ပါတယ်။ ျမတို့နှစ်တန်းထဲကနေဆရာထွက်လာပြီးကျမအားတင်းလိုက်ပါတယ်ကျမလက်ထဲမှာလဲကန်ကောင်းစွာ တကွင်းတလီစွန့်နေကြကျပုံကွင်းလည်းမရှိပါအင်းကျောင်းကိုပတ်ပြေးတာခဏလေးပါပဲဟင်တကြိုးမနင်ကဒိတ်ထီလားဟင်ကျမခေါင်းကိုငုံထားလိုက်ပါတယ်ကျမနှစ်ထင်ကသပင်တချို့တင်ငနေဖြစ်သွားတော့မှာပဲဘသူဖက်နှက်ခိုးစီပြန်မလဲဟိတ်သွားပါပြီ မျက်မှန်တဝင်ဝင်နဲ့ဆီယာမာကြီးရောက်လာခဲ့ပါပြီ။ကျမဒူးတွေတဆတ်ဆတ်တုံရင်းလာပါတယ်။ကစားနေကြတဲ့အကြောင်းသူအကြောင်းသားတွေလည်းငြိမ်သက်ပြီးကျမနာဆူယုံလာကြပြီ။ဒါဘသူလဲ။ဆီယာတန်းကလား။လာခဲ့လာခဲ့ဖနှက်ချွတ်စမ်း။တော့အလန်တိုင်းရှိဦး။ကျမမျက်ရည်ဝဲလာပါတယ်။အလန်တိုင်းရှိကဥတ္တမသလင်းဟာမနဲ့အညာနေအစွမ်းနဲ့တော်တော်လေးပူးနေပြီလေ။နောက်ပြီးရင်တိတဲ့ပိုးပူလာမှာ။လက်ပိုက်ထား။ကျမလက်ပိုက်လိုက်ပါတယ်။ ဒီမှာတွေ့ကြလားအာလုံးဒီလိုတံပီးခံရတာဘာဖြစ်လို့လဲဖနက်စည်းလို့ပါကြောင်တက်ခန်းနေမို့မြပြလာတဲ့ကျောင်းသူကျောင်းသားတွေရဲ့ဒီအတန်ကိုကျွန်မဘယ်တော့မှမိမမဟုတ်တော့ပါဘူးကဲသွားကြကိုနေရာကိုပြန်သွားကျွန်မဘယ်ကူမှမကြည့်ပါ ရှစ်စိမ့်နဲ့ကြောက်စိတ်တွေပဲတကူလုံးကိုဖုံးလွှမ်းနေပါတယ်ဒါပေမဲ့ကျွန်မရဲ့မျက်လုံးအရေးမှာဆီယာမာကြီးရဲ့တနက်ခါနဲ့ ဖုံမုံတွေရောထွေဖွေးအိနေတဲ့ခြေစုံကိုမြင်နေရတယ်။ဆရာမကြီးမတော်သေးဘူး။ဟောချွွနယ်အေးလာပြီလားသမီး။ဆရာမကြီးရဲ့ထူရှားတဲ့အတန်ကကျမခေါင်းကိုဆက်ခနဲမော့လာစေပါတယ်။ကြောင်ဝင်းနဲ့ကိုခပ်ဖြည်းဖြည်းဝင်းလာတဲ့ကောင်မလေးတယောက်။သူ့စပိန်နဲ့လာတာထင်နေ။စပိန်နဲ့လူကြီးတယောက်ကကျောင်းပေါ်ဝါမှာသူ့ကိုစိုက်ကြည့်နေတော့သူ့အသားကဖြူးနေတာပဲ။ပေါင်တာတွေလိန်ထားလို့ပိုးတောင်ဖြူသေးတယ်။ အတွန်အတွန်အဖောင်လေးနဲ့အင်ကြီးအဖြူစက်ကအစိမ်ဖားပါကလေးကလည်းတိတ်လှတာပဲအမေသူကချီအေးစစ်တာတယ်တော့ဆောင်းတွင်လည်းမဟုတ်ဖဲနဲ့ဟေးဖနက်ကအစမ်းလေးကျူတိုင်းဖနက်အဖြူလေးဟင်ကြည်စမ်းသူဖနက်စီးတာတယ်ဒုက္ခပဲသူလည်းတံပေးခံရတော့မယ်သူဘသူလဲဆရာဦးအောင်သိန်းဒါရန်ကုန်ကပြောင်းလာတဲ့ပညာအုပ်သမီးလေးဆရာအတန်းရောက်มาပဲ။ ကြည်စံခြုံရွေဤသမီးတော်တော်ဆိုးတာပဲအလိုလိုက်ထားတဲ့သမီးတဲ့ဆရာကြီးပြီးတော့ခြုံရွေဤကဖနမစီပဲနေအေးပတ်ပြီးတက်တဲ့တဲနုရာကိုဆရာရဲ့နာကြီးစိဝမ်းနဲ့အားငယ်လာစိတ်နဲ့ဖုံလွှမ်းလာတဲ့ကျမရဲ့မျက်လုံးတွေနဲ့ကျမနားမလဲတဲ့ဆရာရဲ့မျက်လုံးတွေနဲ့စုံနေကျမဘာကိုမှစဉ်းစားမနေတော့ဘူးကြောင်ပြင်ဘက်ကို အားကုန်ထွက်ပြေးလာခဲ့ပါတယ်1989ကျွန်လာ သမီးတို့ကြည်စမ်းမိမိဖီလက်ဆာသပင်ကိုလက်တစ်ဖက်နဲ့ထိန်းကင်ပြီးတစ်ဖက်ကဟင်ဦးမှွေရင်ပြာရခတ်နေတဲ့ကျမသမီးကိုလှည့်ကြည့်လိုက်တယ်။ကျမဖွင့်ထားတဲ့နှုတ်ခမ်းနီးဘူးကိုယူပြီးအကြီးကျယ်ဆိုးထားတဲ့သမီးနှုတ်ခမ်းရရဲ့မညီမညာက အလုံးရှုပ်နေတဲ့ကျမကိုစိတ်တူသွားစေတယ်။ကြောင်သွားကန်ကြီးပြားနေပါတယ်ဆိုမနော်။ဘလို့ဖြစ်နေတာလဲသမီး။ကြောင်သွားကန်ကြီးဖိဖိကိုနှုတ်ပြီးတိုင်လိုက်ရမလား။ကြောင်ကိုနှုတ်ခမ်းနီးမဆိုးရဘူးလို့ဆို။ ။တမီးကိုမေမေမိကတ်တို့ပေးပြီးပြီလေ။လာစမ်းဒီနာကိုဖျားဖျားစိတ်မိုးရပါလား။တမီးဟာအသက်ရှင်နေနေဘာကြောင့်လှကျင်နေရသလဲ။ကျမသူ့နှခမ်းနီတွေကိုတို့ဘက်ဘွားနဲ့အမြန်ဖျက်ပြင်းကိုကိုကိုလေနှခမ်းဆူသပင်အမြန်စီးလိုက်တယ်။ပေါင်တာနဲနဲထပ်ဖို့တယ်။ကျမမဆူးချင်လဲမဆူးလို့မရ။မိတ်ကပ်မလိန်လို့လည်းမရ။နှကမဝိလို့လည်းမရ။အင်ကြီးလုံးကြီးတနည်းတစုံမလဲလို့မရပါ။မမီး မီးတို့ဒီတခါကြောင်းပြရင်အညာဖွားဖွားတို့စီသွားမယ်နော်။အေးအေးဖျားဝဲရှိမှလားမမေ။အေးဟင်းလို့ရှိမှလားလို့။အေးပါဆိုနေ။ကျမကအင်းကြီးလုံးကြီးအမြန်လဲပြီးကြောင်းယူမဲ့ချန်နယ်ကိုထမင်းဘူး၊မုံဘူး၊ရေဘူး၊မိုးကအင်းကြီးမိခင်ကပြားစတဲ့ထည့်ရတော်ပစ္စည်းတွေကိုစီကာဆင်ကာထည့်ရတယ်။ကြောင်းကားကလာတော့မယ်လေ။သမီးကြောဖို့အိတ်ထဲကိုစာအုပ်စုံမစုံ။ ခဲတံဖော်ပြက်ဆုံမဆုံကြည့်ပြီးတမီးကိုအိတ်ပိုးပေးပြီးတာနဲ့အချိန်ကြိုက်ပဲကြောင်းကားကစိုက်လာပြီလာလာတမီးဆိုပြီးတာမီးနှစ်ယောက်တကားကလန်ကို အတွင်းကချပိတ်ချင်းအောင်လေးဆွဲပြီးကားပေါ်အပြေလွှာတက်ရတယ်ကြောင်းကားလေးကျမတို့ရက်ွက်ထိတ်ကမူလာတန်းကြောင်းလေးကိုဖြတ်ရင်တော့တမီးကကြောင်းရှိမှရက်နေမြဲသူ့တော်ဆရာမကိုတီတီရေးလို့အမေအော်နှုတ်ဆက်တတ်တယ်သူ့တီတီနဲ့ကလေးတွေကပြန်လက်ပြကြတယ်ကျမက မောင်ညီမသူတီတီကျောင်းမှာပဲသမီးလေးကိုထားခြင်းပေမဲ့မောင်ကမထားနဲ့တဲ့သူသမီးကိုသူများတွေထက်ပိုတော်စေခြင်းတက်စေခြင်းစောနဲ့နာမည်ကြီးကျောင်းမှာပဲထားမယ်တဲ့သမီးပိုတော်ဖို့တက်ဖို့အတွက်ကျမကလည်းသိအခြေတင်ဆွေးနွေးမနေတော့ပါဘူးကားရောင်စုံမိခင်ရောင်စုံပြ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 ရှုပ်ရက်ခန့်နေတဲ့ကျောင်းဝင်းရှိကိုကျမတို့ကျောင်းကားလေးထိုးဆိုင်လိုက်တာနဲ့အဖော်အင်မတန်ခင်းတဲ့သမီးကမမီး ဟိုမှာအေးနဲ့နာမောင်တို့ကားဆိုပြီးကားပေါ်ကအတင်းဆင်းမှုဖြစ်နေ။အိုးတမီဖြည်းဖြည်းစင်စင်တမီလိမ့်ကြလိမ့်မယ်။ကျမကတမီကိုထိန်းကင်ပြီးရင်ဆွဲထားပေမယ်မရဘူး။တမီကသူ့တငယ်ချင်းစီကိုပြေးပြီးသူ့လိုပဲတဒန်းသူ့နဲ့ပြေးချင်းကဲ့ရဲ့ထိုင်ရတဲ့အေးနဲ့နာမောင်ကိုသူသိခင်နေ။တမီနောက်ကနေကျမလိုက်သွားရင်အေးနဲ့နာမောင်တို့အစီကအဖြူလေးစီကိုကျမလှမ်းကြည့်မိလိုက်တာနဲ့ရင်ထဲမှာဒေကနေဖြစ်သွားတယ်။ ကာလီနာမှာရက်နေတဲ့အေးနနာမောင်တို့အမိမျက်နာကခတ်တင်းတင်းဘာဖြစ်လို့လဲမနေ့ကသူ့ကျမကိုဘယ်မှာနေလဲလို့မေးလို့ကျမကမြို့တက်မှာနေတယ်လို့ပြန်ပြောလိုက်တော့သူ့မျက်နာပြက်သွားပြီကျမကိုစကားဆက်မပြောတော့ဘူးမဆိုင်ပါဘူးထင်ပါရဲ့သူစိတ်ဆိုးစရာတော့မဟုတ်ပါဘူးဟင်အေးနနာမောင်မျက်နာလေးကလည်းခတ်ဆူဆူဆီယမတွေလည်းအနားမှာရက်လို့ပါလားအိုးငါသမီးမျက်နာလေးကငယ်လို့ ကျွန်မသူတို့နားကိုအပြေလွှာရောက်သွားမိတယ်။ဒီမှာမနေ့ကရှင်သမီးကခဲတံနဲ့ထိုးလိုက်တာစကပ်ပေါက်သွားတယ်။ပေါင်မှလည်းစိုက်မိသွားတယ်သိလား။သမီးကအီးနဲ့နာမောင်တို့အမေကိုအထိတ်တလန်နဲ့ကြည့်တယ်။သမီးလက်ကလေးကိုကျွန်မကဆွဲယူစုပ်ထားလိုက်ရင်ဟုတ်လားသမီး။ဘာဖြစ်လို့လိုရတာလဲ။ဟင်းဟင်းသမီးမလုပ်ဘူးမမေ။သူ့ဘာသာတန်ချောင်းနဲ့ညှိပြီ။မဟုတ်ပါဘူးမမေ။ तू လုပ်တာ။ तू ခဲတံနဲ့။အတာနေစမ်းမမေ။ ကဲဆီယာမဟောဒီမယောစကတ်အင်းနန္ဒာမောင်တို့အမေကစကတ်ကိုဆီယာမလက်ထဲထိုးထည့်ပြီးစကားဆက်မပြောချင်တော့သလိုအตาဖွင့်ဟထားတဲ့ကားတကားကိုအတံမီအောင်ပိတ်လိုက်တော့မှာပဲကျောင်းတက်ခေါင်းလောင်းတန်ကိုကြားရတယ်။ကဲလာကြအတန်းနဲ့ရောက်မှတေချာမေးရမယ်။ဆီယာမတယောက်ကအဆုံးဖြတ်ပေးတယ်။ပြီးတော့အင်းနန္ဒာမောင်နဲ့အတူကျောင်းထဲကိုဝင်သွားကြတယ်။ကျမမျက်နှာကိုအာကိုတကြီးမော့ကြည့်တဲ့တမီးလေးကိုကျမပြုံးပြလိုက်တယ်။ တမီးမလို့ရင်ဆီယာမကိုတေချာရှင်းပြဖို့တမီးရဲ့နော်ဘာမှကြောက်စရာမလိုဘူးသိလားမျက်နာလေးငငင်နဲ့ခေါင်းငိတ်နဲ့တမီးလေးကိုကြောင်ဝင်ပေါက်ကနေကြောင်ခံထဲထိလိုက်ပို့မဲ့အတော်ကြီးစီကိုကျမသွားပို့တယ်ကြောင်ဝင်ပေါက်ဝါနဲ့ကြောင်ထဲကတော်တော်လှမ်းနေလေစားစရာချင်းကိုသူတို့လေးတွေမသိနိုင်ကြဘူးကြောင်ထဲကအတော်ကြီးတယောက်ကကလေးတယောက်တလ90နဲ့ကလေးတွေကိုစုယုံထိန်ချောင်ပြီးလိုက်ပို့ပေးတယ်မိခင်လေးကကြောင်ပေါက်ဝါကပဲစောင့်ရတယ် သမီးလိုက်သွားတာကိုကြည့်ရင်ကျမဆုံးဖြတ်လိုက်တယ်။ကျမဒီနေ့အိမ်မပြန်တော့ဘူး။အလင်းဆိုအိမ်လုံးရှိတဲ့ဒီမှာလဲစုယုံဝိုင်းဖွဲ့မနေခြင်းနဲ့ကျမကအိမ်ပြန်သွားတတ်ပြီးကြောင်စင်းကန်ဒီမှာသမီးကိုလာကြူတာ။ဒီနေ့တော့အိုးဘာရင်မဟုတ်ပါဘူး။ကလေးချင်းပြဿနာအတိအဖွဲလေးပါပဲလေ။ဒါပေမဲ့ကျမသမီးကိုတနာနေမိလို့ပါ။သမီးဟာငွေချင်းကိုတိတ်ချစ်တတ်တာကတော့အတိအချပဲ။ကျမသိတယ် မောင်နှမသားချင်းကစားဖို့မရှိတဲ့ဥတလုံးမာလီမို့ပို့ပြီးတော့တငယ်ချင်းကို ရှော့ပေါင်းတတ်တယ်။သူရှိတာပြီးပြီးပေါင်းတတ်တယ်။ပြီးတော့မနေ့ကအေးနန္နာမောင်ကိုသူဒီလိုလုခင်ဒီနေ့သူအေးနန္နာမောင်စီကိုအပြေလွှာသွားပါမလား။တမီးအကြောင်းကိုတပင်ရေးအောင်မှတယောက်တည်းဟူတွေးတီတွေးနေပဲ။တမီးတို့ထမင်းစားကြောင်ဆင်းလာတယ်။ကြပြာကြရာထပြီးတမီးမြင်အောင်လူလုံးပြဖို့ကျွန်မစူးစမ်းရတယ်။အလင်းလေးတွေဆိုရင် သူ့ဘာသာသူကျောင်းဝင်ထဲမှာပဲတငယ်ချင်းတွေနဲ့ထမင်းစားရတာကိုဟောဟိုမှာတမီချင်းလေးမနိုင်တနိုင်ဆွဲပြီးထွက်လာပြီတမီရေဒီမှာကျမအတန်ကြာတာနဲ့တမီကောင်းကလေးကခြာကနေလှဲ့လာတယ်ပြီးတော့ချင်းကိုလွှတ်ချလိုက်တယ်စကတ်အစိမ်လေးလွင့်နေအောင်ကျမစီပြေးလာတဲ့တမီလေးကိုကြည့်ရင်ကျမရင်တွေတိတ်တိတ်ခုံးလာတယ်ဖျားရေတမီလေးမျက်နှာမှာမျက်ရည်စီးချောင်းနေနေပါလားတမီ ။သမီးကကျမရင်ခွင်ထဲကိုအတင်တိုးဝင်လာတယ်။ရှိုက်တန်နဲ့ပြောလိုက်တဲ့သမီးစကားဘလုံးပထွေးလေးတွေဟာနာကြီးစွာအားငယ်စွာဝမ်းနည်းစွာသမီးကြောင်းမနေချင်တော့ဦးမေမေဆရာမသမီးကိုမချစ်ပါဘူးအင်းနဲ့နာမအောင်ပဲချစ်တာသမီးကိုရိုက်တယ်သမီးကိုအတန်းပြောင်းပေးတယ်ပြီးတော့ဆရာမလေးသမီးကိုညှက်စီမလေးတဲ့ ဆက်လက်ပြီးအစုံလူသည်ဆိုတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးပါမယ်။အစုံလူသည်ဧရာဝတီမြစ်ပြင်ရဲ့ညနေခင်းမောင်ကြီးကြီးမှာပွဲမောင်ရဲ့နှစ်ယောက်စီးလေးကလေးတငိမ့်ငိမ့်ပြေးနေတာကို မြင်နေကြအတိုင်းမြင်ကြရတယ်။ထုံးစံအတိုင်းလှေပဲမှာဖြူဆက်ဆက်အသားရည်ကို နေလောင်ထားတဲ့နီရဲရဲညွညွညွအသားရည်ပိန်ကန်ကအရအမောင် အမြဲထိပ်ပြနေတတ်တဲ့မျက်လုံးအစုံနဲ့ပွေးမောင်ရှိတယ်။တတချောင်းနဲ့လေကိုလည်းခတ်သွက်သွဲလော်လျက်ပေး။ဒါပေမဲ့လေဝမ်းလေကောင်အမြဲတမ်းမြည်ရနေကြမြည်ရိုးတလျှောက်ပွေးမောင်လျှောက်ဆဲလာတဲ့ရေမျောထင်းထင်းမုံကိုမမြင်ရတာကတော့ထူးဆန်းနေ။လေဦးမှလည်းသူ့လိုပဲနီရဲညွညစ်တဲ့အသားရည်။ဂင်တိုးတို့ခပ်ပူပူလူတယောက်ကလည်းထိုင်လို့သူကလည်းတတချောင်းနဲ့လှေကိုကူလော်ပေးနေတယ်။ ပြီးတော့ထိတ်လန့်ပြားရခတ်နေတဲ့ပွဲမောင်မျက်လုံးတွေကလေဝမ်းလေကောင်ကိုမကြည့်မိအောင်တတိထားနေတယ်။မြေတောင်တွေကိုခဏခဏခတ်မိပြီးခဏခဏလေအာတင်းတပြင်းတွေချမိတယ်။ငါငါအရင်ညက်နေရလို့ပဲရေမျောထင်းတပုံနဲ့အိမ်ပြန်မို့လှိုးနေရတဲ့ဆိုဘလောက်များကောင်းလိုက်မလဲနော်။ငါချက်ပဲရရ30ပဲရရ။တညာဦးလေးနဲ့ငွေ250ဆိုတာမမောလောက်စရာတော့ကောင်းနေ။ကြောက်စိတ်ပြေခြင်းစရာလည်းကောင်းနေ။ခတ်ပါတယ်။ ကြောက်တတ်တဲ့လူအတွက်စိတ်မရှိဘူးတဲ့ပွေးမောင်ကြောက်တယ်တစီတရေဆုံးကဝေးဆိုတဲ့ဟာရင်ပြီးတော့လူသေးပွေးမောင်ရဲ့လှေဝမ်းလေကောင်တွေကဖျားလိုက်ထဲမှာပုတ်ပွားနေတဲ့လူသေးအလောင်းတလောင်းရှိတယ်ဟေ့အောင်ပွေးမောင်တသွေးတွေပါလို့တကုတ်ကိုမျိုးချနေတာလေစာလို့လားဟိမအေးဘီထွိစာဖို့နေနေသားသားညနေစာထမင်းလေးတောင်အန်ထွက်ချင်နေငါချီးတယ်မနန်လိုက်တဲ့အနှံ့ကြီး ရဲတွေကတော့ပြောသွားတယ်ကွထုံပဲ့ယူခဲ့တဲ့ငါချီတို့ရွာတွေမှာဘယ်မှာထုံးရှိမှာလဲအစမိုးပါကွာ မင်းခဏနေတော့နှာခေါင်းယင်သွားမှာပါငါအများကိုချင်းစားပါအောင်မောင်ရွာကနေမင်းတို့စီမြစ်စိတ်ထိတီဖြားလေးကြီးထန်းလာရတာလှိမ့်ငါတင်လာတော့မင်းကဘာဖြစ်မှာမို့လို့လဲကွအိုးလဲကအကုန်မခံနိုင်ပါဘူးမောင်မင်းမေလင်းလဲတွေရာလေဒါကြီးမြင်ပြီးဘသူမှမလိုက်ချင်ကြဘူးတို့လိုငတ်တဲ့ကောင်မျိုးလိုက်မယ်ဆိုတော့လေလှဲကတရားတဲ့ လုံမနေနဲ့ပေးမနေဘူးဟေ့အောင်ရဲတွေကသူတို့လာတဲ့မော်တော်နဲ့ဘာဖြစ်လို့ပြန်တိမ်မသွားတာလဲသူတို့ခေါ်လာတာပုတ်ကလေးကမော်တော်ကဘယ်တင်ခံမလဲပိုင်ရှင်ကမင်းမအီဘီမျိုးမော်တော်နဲ့တင်မသွားတာသူကဝမ်းနဲ့နေသေးတယ်သူတို့တင်မသွားလို့ဒို250ရဖို့ဖြစ်လာတာပေါ့ငတုံးရငါတို့မနေ့ဖြန်မနေ့မှပြန်လို့ဖြစ်မှာနော်ဖိုးလုံးအေးပေါ်ဟာည9:00နာရီ10:00နာရီပတ်ဝန်းကျင်လောက်မှဒိုရောက်မှာဒါတောင်ရေစုံမှု အပြန်အဆန်တော့နည်းနည်းပန်းမှာပေါ့ကွာတို့ဟိုရောက်ရင်ဒါကြီးကိုစီုံသွားဖို့ငွေ900ရမင်းနဲ့ငါနဲ့တဝက်စီခွဲဟဲဟဲမနေ့မျိုးစည်းဝင်ဈေးဝယ်ပြန်ပြီးပြီကိစ္စမင်းမိမကဘာမှလိုက်လဲဆန်ပေါ့ကွာဆန်ရတလောက်ဝယ်ခဲ့တဲ့မင်းလည်းဆန်တာဝယ်ကွာညနေကမင်းဖေနဲ့အမေကြည့်ပြီးငါတနာလိုက်တာမင်းတို့ထမင်းအားဦးကြီးဦးမာတွေမစားနိုင်ဘူးဟငါတို့ကလူငယ်တွေဘာဖြစ်ဖြစ်စားလို့ရသေးတယ် တော်တွေကမြစ်တို့မှုတို့လည်းလူနိုင်လိုက်တာကွာမူးနေအောင်ရှာတစ်ချက်စာကိုမရဘူးအေးပါဆိုမင်းလူတွေတနေကုန်တိုးထဲမှာကြီးပဲမြစ်ရှာမှုရှာကျွေးဥရှာမိဒါကြီးတွေ့တာလဲသူတို့အရှောက်ပွေအတူးစော်ကောင်းလို့ဟာတွေ့တဲ့သူဘသူများပါလိမ့်ကွာဟိဟိမင်းဖြစ်လိုက်ရင်တော့ကွာဟိကောင်ပစက်ပိတ်ထားစမ်းကွာဒီလူပြောက်သွားတာတလားတော့တော့ရှိပြီကွာတို့ရဟိုဘက်တော်တဲ့ကိုအမဲလာလိုက်ကြတဲ့အဖွဲတွေတဲကပဲအဲ့ဒီတော့ကရဲတွေတစ်ခေါက်လာစုံစမ်းသေးတယ် တော်သေးအဲ့ဒီလူတွေအမဲလိုက်လာတော့ငါငါ့ကိုလမ်းပြခေါ်သေးတယ်ငါဖျားနေတာနဲ့မို့ဒီလူကိုတတ်ပြီးမြုပ်ပစ်ခဲ့တာလေလားဟုတ်မှာပေါ့ဘာနဲ့တတ်တယ်လဲဘယ်ကောင်တတ်တယ်လဲဘာညာတွေကိုစေးုံမှာစစ်စေးရေလုံးมาတယ်กว่าဓာကြီးကိုခွဲစိတ်ပြီးတော့ပါဇက်ပိတ်တာกว่าဖိုးလုံးထွင်းဟင်ဟေ့ကောင်ဖျားလိုက်ပေါ်မှာကြည်စမ်းဘာလဲกว่าအလန့်တကြားလောက်များกว่าကြောက်เสียကြလို့ငပိနဲ့လောက်ရွှေနဲ့ကြောက် လူသေးနဲ့လောက်ရွှေနဲ့ကြောက်ဟိဟိမင်းဖျားလေးကိုဖွင့်ကြည့်မလားငါဖွင့်ပြမယ်သူ့ပုံစံကလေတိလာဟိအောင်ဖိုးလုံးမင်းငါတက်နဲ့တကယ်ရိုက်ချာမှာနော်ဗစက်ပိတ်ထားရင်ပိတ်ဒါပဲဟာဟာဟာတကယ်ရရဲ့ကောင်ဟေးကောင်မင်းမြန်လော်ကွာမှောင်တော့မယ်မှောင်မဲတိတ်စိတ်ငြိမ်သက်နေစေမြစ်ပြင်ပေါ်ကလှေကလေးစီကို လေအေးလေးတွေတစ်ချက်ရှက်တိုက်ပြေးလာတယ် ဆိုဝါဆူချလာတဲ့ဩဂလီဆန်ညင်းစရာအပုံနဲ့တထောင်ထောင်ထထွားသလိုပွဲမောင်ကြက်သီးတွေတဖြည်းဖြည်းထထွားတယ်မျက်လုံးတွေကို ရောင်ရမ်းမှိတ်လိုက်မိတယ်ပွဲမောင်ကြီးမူးတန်နေရတယ်ဟာမူးရလိမ့်မယ်ထင်တယ်ဒုက္ခပဲမူးများရင်ဒီလီလေးကခဏလေးနဲ့ရေပြည့်သွားမှာကိစ္စမရှိပါဘူးကွာရေပက်ထုတ်ပြီးနေရပါတယ်လေမပါဘူးပဲကွာလေပါရင်မလွယ်ဘူးကန်းနာကလောရအောင်ကွာ မဲမဲရိပ်ရိပ်ကလေးမြင်နေရတဲ့ကမ်ဘက်စီကိုပွေးမောင်ခတ်သက်သွဲလှော်ပေးလိုက်တယ်။မိုးဆက်မိုးပေါက်ကလေးတွေပါတဲ့လေတပြန်ပြန်တိုက်ခိုက်တန်းနဲ့အတူဝိုးကနေမြည်ဟီးဆူညံလာတဲ့အတန်ကြီးကိုကြားလိုက်ရတယ်။ဒါပြီဟေ့ပွေးမောင်တိတာပေါ့မိုးသက်မုန်တိုင်းလေမြေထဲမှာထင်းဆက်ရင်ဖောင်အငားလိုက်ဆုံရင်နဲ့ခဏခဏကြုံခဲ့ရဖို့တဲ့မိုးသက်မုန်တိုင်းပေါ့ပွေးမောင်တို့နှစ်ယောက်စီလှေကလေးလောက်တော့မိုးသက်မုန်တိုင်းကအตาကလေးမှောက်ပြလိုက်နိုင်တယ်လေ။ အလောင်းကိုဂယူးဆိုင်ရေထဲမှာပါစေနဲ့ဖိုလုံးအတန်ကလူးလိမ့်နေတဲ့လှေကလေးလိုပဲလေပြင်းတစ်ချက်အဆောက်မှာလှေထဲကိုဝေါကနေရေတွေလှင့်ဝင်လာတာနဲ့လှေကလေးရေထဲကိုလိမ့်ပါသွားခဲ့ရတယ်ဖိုလုံးအလောင်းအလောင်းအလောင်းရေထဲကိုပါမသွားစေနဲ့ထောင်ကြလိမ့်မယ်မိုးသားတွေကြာကဖိုလုံးအော်တန်ဟာပွဲမောင်ကိုကြောက်လန့်တုံလို့စီတယ်လှေကလေးမြုပ်သွားတာနဲ့ဖိုလုံးရောပွဲမောင်မှာဖြာလေးကြီးကိုတွေ့ယူတွေ့တယ်လိုက်ဖန်ကြတယ် ဖဲမလဲဖြားလေးကြီးဖဲမလဲလေမင်းလေဆွဲပြီးကူးသွားကြောက်နေပေမဲ့ပွဲမောင်ကိုတတိပေးတဲ့အနေနဲ့ဖူလုံးကအော်ပြန်နေဘလောက်ပဲကြောက်ကြောက်မြေကြီးမှာလှေမောက်ရင်ဘာလို့ရမယ်ဆိုတာကိုတော့ပွဲမောင်သိတယ်လော်တဲ့ကိုကြည်ကြည်ပါအောင်ဆုတ်ထားရင်ကမြုံမျောမှောင်မျောမျောနေမဲ့လေကိုဆန်းရှာတယ်ဒါပေမဲ့ပွဲမောင်လက်နဲ့အဆုတ်ကင်ဆန်းတွေ့လိုက်တာက ပွာယောင်ရီရွေးအေးဆက်နန်းစော်လာတဲ့အတွေ့အထိတစ်ခု လက်မောင်းတစ်ဖက်လိုထင်ရတဲ့အရာတခုအလောင်းကြီးအလောင်းကြီးဖိုးလို့တန်ကုံအော်လိုက်တဲ့ပွဲမောင်ပါဇက်သေးကိုနန်စော်လာတဲ့အပုတ်ရည်တွေဝင်းကုန်ကြတယ်မလုံနဲ့ဆွဲထားမကြောက်နဲ့ကမ်းဘက်ကိုကူလွတ်လိုက်နဲ့ဆွဲထားကမ်းဘက်ကိုကူမကြောက်နဲ့မကြောက်နဲ့ဓာကြီးကိုမကြောက်ရဘူးတဲ့အလောင်းကြီးကိုပွဲမောင်ဖက်လိုက်တယ်လော်တဲ့ကင်ထားတဲ့လက်တစ်ဖက်နဲ့တိမ့်ကြုံပွေဖက်လိုက်တယ်ပြီးတော့တခြားလက်တစ်ဖက်နဲ့ခြေတော်နှစ်ချောင်းကိုအာပြုတ်ပြီးကမ်းစီကိုကူးတယ် ရှိသမျှအင်အားအစွမ်းကုန်နဲ့တွေ့ယူတွေ့တန်းကူးတယ်။လေတွဲပြီးပွဲမှာမင်းပဲမှလဲ။မိုးတန်လေတန်းကြားမှာဘလုံးပတွေအော်ဟစ်နေတဲ့ဖိုလုံးအတန်ကိုပွဲမှောင်မကြားတစ်ချက်ကြားတစ်ချက်ထိတ်လန့်စွာမယုံနိုင်စရာအလောင်းကြီးကို ပွေဖက်ကူးခတ်စေ။ပွဲမှောင်နားထဲမှာပါဇက်ထဲမှာပါတချမ်းပေါ်မှာရွ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 နဲ့လောက်တွေလောက်တွေလောက်တွေပါလားအဆုံးစွန်စွန်ကြောက်စိတ်က ွဲမောင်ပါဇက်ကိုအသေးပိတ်ဆို့လိုက်တယ်လို့ပဲအတန်မင်းနဲ့အလောင်းကြီးကိုပို့ပြီးတင်းနှင်းကြကြပွေဖက်ရင်မစိုးနိုင်အောင်ကူးခတ်မိနေတော့ယုတ်ဒီရဲ့ခြေထောက်တစ်ဖက်ကကန်းဆက်ရွှေမြေကိုပွဲမောင် အလောင်းဟောအလောင်းပွဲမောင်နဲ့ဖက်တွေလဲကြနေတဲ့ကန်းဆက်ပေါ်ကအလောင်းကြီးစီကိုဖိုးလုံးတက်ပြေးလာပြီးတတော်တော်ပါရှောက်ဆန်းနေခေါင်းဒါကနှာခေါင်းဒါကလေပင်းရင်ဘတ်လက်ဟင် လက်တစ်ဖက်မပါတော့ဘူး။အိုးကွာလက်တစ်ဖက်နဲ့တော့သူ့ကိုဘာမှပြောမှာမဟုတ်ပါဘူး။နော်ဟေကောင်။ဖိုးလုံးလက်တစ်ဖက်ကရည်ရွယ်ပေးချင်။လောက်ကလေးတွေတရွရွပြေးနေတဲ့ပွဲမောင်ပွားပြင်ကိုလာထိတယ်။အဒီကြမှာပွဲမောင်ဆူဆူဝါဝါထော်တယ်။ပြီးတော့တဲအေးအေးငိုချလိုက်တာနဲ့ဖိုးလုံးကတဟားဟားရည်တော့တာပဲ။ဟေကောင်ငိုးမနေနဲ့။လင်းငင်ဓာကြီးကိုပြန်တင်ပြီးတို့ဆက်လို့ရအောင်ပါ။ ဈေးတော့မှာဖိုလုံးနဲ့ပတ်စံခွဲကြတယ်၂50စီစံအိတ်လေးတွေကိုစီထမ်းပြီးမြစ်စိတ်ကလေးစီကိုအပြန်လမ်းမှာဖိုလုံးကလေးတချွန်ချွန်နေပွဲမောင်ကတော့ငိုင်တိငိုင်တည်းလေကလေးနာရောက်တာနဲ့ပွဲမောင်ကြော်တဲ့စိတ်ငနေလိုပဲစူဝါစူရှာတဲ့ပိုးရဲ့အနံကို ရှူရှိုက်လိုက်ရတယ်ပါဇက်နဲ့နားမှလည်းတိရွရွလေဝမ်းလေကောင်ကိုပွဲမောင်ကြည့်လိုက်တယ်ဖျားဖျား ပွေးမောင်လန့်ဖြတ်ပြီးတအားအော်လိုက်တော့မလို့လီနိုင်ရန်ဘောကိုတရွရွာတက်လာနေတယ်အကျွင်းအကြံလောက်ကလေးတွေရဲ့လေဆီယာမနူနူရီအင်ဝရေးသားထားတယ်စုံမာဇာသေးဆိုတဲ့ဝိထုတိုလေးနေအစုံလူသေးဆိုတဲ့ဝိထုတိုလေးနှစ်ပုဒ်ကတော့ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီနာဆင်ပြီးခဲ့ကြတယ်ဒုခရဲ့ချက်တော်ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသေးရှင်